မစ်ဂရန်ပွဲမှာပရိသတ်တွေကငွေတွေအထပ်လိုက်စီကတိန်တထောင်ကျော်ကို surprise လုပ်တာခံလိုက်ရတဲ့အနေနဲ့လေအိမ်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင့် selling insider page ကနေပြလဲကြိုးစိုးလိုက်ပါတယ်။တခြားဘယ်အလမဲမှမရဘူးတဲ့ငွေတွေအထပ်လိုက်အထပ်လိုက်နေကြီးကျယ်ကန်းနာစွာ surprise လုပ်တာခံခဲ့ရတာကတော့အလမဲနီနီလေးအိမ်ပါ။အလမဲနီနီလေးအိမ်ဟာမြန်မာနိုင်ငံရဲ့ run အမြင့်ဆုံးအလမဲဖြစ်တာနဲ့အညီမနေ့ကကျင်းပပြည်စည်းထားတဲ့ Miss Grand မြန်မာပွဲမှာ surprise လုပ်တာခံလိုက်ရတာဖြစ်ပါတယ် surprise လောက်တဲ့ချိန်မှာတော့ငွေသားနဲ့လှုပ်ထားတဲ့ထီငွေသားတထောင်းတန်တွေနဲ့လှုပ်ထားတဲ့တောင်ပန်းတထောင်းတန်ပန်းစီ စားသဖြင့်ငွေသားသိန်းတထောင်ကျော်ဘူလောင်နီ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 လင်းအိမ်ကို surprise တိုက်လက်ဆောင်လုပ်ခဲ့ရဖြစ်ပါတယ်။တချို့ကတော့ဒီလိုမျိုးပရိသတ်တွေကတံပိုးထားစွာနဲ့ surprise လုပ်ပေးလို့နီနီလင်းအိမ်ကအဝမ်းသာပေးကြသလိုတချို့ကလည်းနီနီလင်းအိမ်ပေါ်ကိုအမြင်မကြီးတဲ့စိတ်နဲ့ဝေဖန်ကြပါတယ်။နီနီလင်းအိမ်က Miss Grand မြန်မာ2025ပွဲမှာ senior အလှမယ်ကောင်တယောက်ပြီးသားစွာနဲ့ junior အလှမယ်လေးတွေကိုလမ်းပြပေးပြီးတော့ဦးဆောင်ခဲ့သလို Miss Grand မြန်မာ2025 final ညမှာလည်းနီနီလင်းအိမ်ကိုတခါမှမမြင် ူတဲ့ပုံစံနဲ့နေနေလေးအိမ်ကဂျူနီယာအလှမယ်လေးတွေနဲ့အတူကပြဖြောပြခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းနေနေလေးအိမ်ရဲ့အမာကန်ပရိသတ်တွေကတော့နေနေလေးအိမ်ရဲ့ performance တွေကိုသဘောကျနေကြတာပါ။ဒါပေမဲ့တချို့ကတော့ဂျေဇူးကန်နဲ့နေနေလေးအိမ်နေနဲ့ဆရာအရင်ထူးအပ်လွင်လုပ်တဲ့ပွဲကြတော့မသိတယ်လို့ရှောင်နေခဲ့ပြီးတော့မရန်ဆိုင်တော်လုပ်တဲ့ပွဲကြမှာကဲပြနေရလို့ဆိုပြီးတော့ဝေဖန်နေကြတဲ့သူတွေလည်းရှိပါတယ်။အလုံးဒီကြတဲ့အလှမယ်နေနေလေးအိမ်ကထူးအပ်လွင်ဆင်တင်ပေးခဲ့လို့တောက်ပလာတဲ့အလှမယ်တယောက်ဖြစ်ပါတယ်။ နေနေလေးကဒူအလွေရဲ့စပိုးတီပေးမှုတွေကြောင့်ပဲ Miss Grand International 2023မှာ First Runner Up ကိုရရှိခဲ့ရဖြစ်ပါတယ်။ အဆိုပါစုဟာမြန်မာနိုင်ငံရဲ့အလားမဲ့တမိုင်းမှာ ranking အမြင့်ဆုံးအဆင့်မြင့်ဆုံးဖြစ်ပါတယ်။ဒါပေမဲ့လည်းနေနေလေးအိမ်ကနောက်ပိုင်းမှာတော့ဆရာဖြစ်သူ National Director ထူအန်လွင်နဲ့သူမရဲ့ကြားကဆက်ဆံရေးအဖို့အထက်ပြဿနာပေါင်းစုံတက်ပြီးတော့နောက်ဆုံးအချင်းချင်းမခေါ်နိုင်မပြောနိုင်ဖြစ်ခဲ့ကြရတာဖြစ်ပါတယ်။ဒါကြောင့်လည်းနေနေလေးအိမ်ကမနေ့ကထူအန်လွင်လို့တဲ့ Miss Grand မြန်မာပွဲမှာဒဇက်လေးမှမကူညီဘဲနဲ့သူမနဲ့မသက်ဆိုင်တယ်လို့နေနေခဲ့တာဖြစ်ပါတယ်။ဒီနေ့ထူအန်လွင်က Miss Grand မြန်မာလိုင်စင်ကိုပြန်အပ်ပြီးတော့မရ ဆိုင်တော်က Miss Grand မြန်မာပွဲကိုတာဝန်ယူခြင်းပါချိန်မှာတော့နေနေလင်းရင်တယောက်စီနီယာကောင်းပီသားစွာနဲ့ပွဲတစ်ခုလုံးကိုဦးဆောင်ပေးနေခဲ့တာဖြစ်ပါတယ်။နေနေလင်းရင်တယောက် Miss Grand မြန်မာ Final ညမှာလှပစွာပွဲတက်ပြီးတော့ဒိုင်းလုံကဝင်လာရတဲ့အလှမယ်လေး JK Sophia ကိုဆက်လွယ်လွယ်ပေးခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာတော့အလှမယ်နေနေလေးအိမ်တယောက်တနေ့တစ်ချောင်းပုံမလှပလာတာကိုလည်းတွေ့ရပါတယ် ဒါကြောင့်လည်းနေနေလေးရဲ့အမားကန်ပရိသတ်တွေကဗီဒီယိုအစမှာပြောခဲ့ဘူးသလိုပဲသတောင်းတန်တွေနဲ့လှူထားတဲ့ surprise gift တွေကိုနေနေလေးအိမ်ရဲ့ပရိသတ်တွေကနေနေလေးအိမ်ကိုချစ်လို့အားပေးကြပြီးတော့လက်ဆောင်တွေပေးခဲ့ကြတာဖြစ်ပါတယ် နေနေလေးရင်ကတော့သူ့ကိုလူတွေကမုန်းကြပေမဲ့အခုလိုအမေရိကန်ပရိသတ်တွေက surprise လက်ဆောင်ပေးခဲ့ရကြောင်းဝမ်းသာဝမ်းနည်းဖြစ်နေရပါနေနေလေးရင်ကသူမအနေနဲ့နောက်နှစ်အချိန်မှာအခုလိုအလှမယ်လောကထဲမှာရှိခြင်းမှရှိတော့မှဖြစ်တယ်လို့အခုလိုပွဲမျိုးတွေကိုလည်းနောက်တက်ဖြစ်ဖို့အတွက်မသေးကြတဲ့အချိန်မှာအခုလိုမျိုးသူမကိုပရိသတ်တွေကတန်ဖိုးထားချစ်ပေးလို့ဝမ်းနည်းနေရလို့ဆိုပါတယ်နေနေလေးရင်ကသူမအနေနဲ့ဝင်လာရထားတဲ့အလှမယ်လေး JK Sophia ကိုအစွမ်းကုန်ကူညီသွားမယ်လို့ဆိုပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ် တ်တွေကရောတိန်းတောင်းကျော်ဘူး surprise လောက်ခံလိုက်ရတဲ့နင်းနင်းလေးအိမ်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။